ခုဒီနေ့ကျမ်းပါရတော့စာလံနံပါတ်69ဖြစ်ပါတယ်။ခန်းကြီး69အငယ်1မှ9ဘုရားသခင်သည်အကျွန်ုပ်တို့ကိုတနာခြင်းဂုဏစိတ်တော်ရှိသဖြင့်ကောင်းချီးပေး၍မျက်နာတော်ဤအလင်းကိုလွတ်တော်မူပါစေသောထိုသို့သော အားဖြင့်မြေကြီးသားတို့သည် အမှုတော်တို့ကိုတည်၍ခတ်သိမ်းသော လူမျိုးတို့သည်ကယ်တင်တော်မူခြင်းကျေးဇူးကိုခံရကြပါစေသော။ ိုးဖျားသခင်လူများတို့သည်ကိုရော့ကိုချီးမွမ်းကြပါစေသောလူများအပေါင်းတို့သည်ကိုရော့ကိုချီးမွမ်းကြပါစေသောလူအမျိုးမျိုးတို့သည်ဝမ်းမြောက်၍ရွှင်လန်းစွာတည်ခြင်းဆိုကြပါစေသောအကြောင်းမူကားကိုရော့သည်လူတို့ကိုဖြောက်မတ်စွာတရားစီရင်၍မြေကြီးပေါ်မှရှိသော လူမျိုးတို့ကိုချမ်းသာပေးတော်မူမည်။အိုးဖျားသခင်လူများတို့သည်ကိုရော့ကိုချီးမွမ်းကြပါစေသောလူများအပေါင်းတို့သည်ကိုရော့ကိုချီးမွမ်းကြပါစေသောမြေသည်မိမိဗန္တာကိုပေး၍ဖျားသခင်သည်ဟုသောငါတို့၏ဖျားသခင်သည်ငါတို့ကို ကောင်းချီးပေးတော်မူ၏။ဖျားသခင်သည်ငါတို့ကိုကောင်းချီးပေးတော်မူအုံးမည်။မြေကြီးဆုံးအပေါင်းတို့သည်လည်းဖျားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။ โอเคเราจําไปมาเปลี่ยนจําเองบ๊ายบาย